ကောပြည်သမ ्या လုံးပဲမင်္ဂလာပါခင်ဗျာဒီຫນွေຢາດີပြောင်းရွှေ့ဈေးကွက်မှာငွေ3ဆွဲကျန်းနေတဲ့လဘာဘူးအသင်းရဲ့အပြောင်းရွှေ့အခြေအနေလေးကိုကျွန်တော်နဲ့ဒူအားသာကလောက်ရှင်ဖြစ်တဲ့ကိုရဲရင်သုံးသပ်ပြောဆိုပြီးတော့မှာပဲဖြစ်ပါခင်ဗျာကိုရီမင်္ဂလာပါဗျာမင်္ဂလာပါဦးရေဟုတ်ကဲ့ပါလဘာဘူးအသင်းရောဒီຫນွေຢາດີမှာတော်တော်လေးပေါ့နော်ငွေ3ကျန်းနေရေပေါ့ဒါဒါပရီးမီးယားလိရဲ့စံချိန်တွေပြောင်းရွှေ့တခုလည်းသူတို့လုတ်ထားတယ်နောက်ပြီးတော့ခန်းစပိုင်းတွေလည်းဒီသူတို့အားဖြည့်ထားတယ်ဆိုအရင်ဆုံးဒါလဘာဘူးအသင်းရဲ့အပြောင်းရွှေ့အခြေအနေလေးကိုဒါကိုရင်နေအောင်စပြောပြောဗျာ လီဗာပူးရဲ့ဒီဘက်နစ်တွေမှာဗောနော်အပြောင်းရွှေ့လောက်လာတာတကယ်ကိုစမတ်ကြတယ်ဒါစမတ်ဘိုင်းရင်ဗောနော်တော်တော်လေးလဲဒါစံပြူထိုက်တဲ့အချင်းတွေပါအသင်းရဲ့ဒါ CEO Edward တို့နောက်လည်းအားစား Director Hush တို့ဒီဒီလိုစီမံခန့်ခွဲမှုဘယ်လိုပြောမလဲကောင်းတဲ့သူတွေရဲ့အောက်မှာဗောနော်ဒီလီဗာပူးရဲ့လက်ပတ်မှုကတော်တော်ကြီးကိုစနစ်ကြတယ် ပြီးခဲ့တဲ့ဒါ2024နွေရာသီနဲ့ဇန်နဝါရီဇေကွက်မှာဆိုရင်ဆောင်းရီဇေကွက်မှာကစားမခွေမှာဒါတယောက်ပဲနော်ခေစားတယောက်ပဲပဲရှိခဲ့တယ်အပြောင်းရွှေ့အုံးစေးကဒါ၁၀သန်းဝန်းကျင်လောက်ပဲရှိတယ်တကယ်တမ်းထင်တာကကလော့ဘ်လက်ထက်အလွန်ပေါ့လေကလော့ဘ်လက်ထက်အလွန်အာနစ်စလော့လက်ထက်မှာလီဗာပူးကအများကြီးသုံးမယ်လို့ပြင်ထားပြီးမှတကယ်တင်လို့မတော့ငယ်မတော့ငယ်ပဲနဲ့ဒီနှစ်မှာကတော့တော်တော်ကြီးကိုပဲဒါပြောင်းရှိဈေးကွက်အတွက်အခုလက်ရှိဒါအကြမ်းမြင့်တွက်လာမယ်ဆိုရင်ပဲပေါင်တန်း190ဝန်းကျင်လောက်ထိတာတုံးထားပြီးပြီအဲ့အတွက်လီဗာပူးက နောက်ထပ်ခေါ်ဖို့လည်းရှိသေးတယ်။ဟိုလက်ရှိဒါထွက်နေတဲ့သတင်းတွေရဆိုတာ Crystal Bailey နောက်ခံလို့ Cookie ကိုဆိုရင်ခေါ်ဖို့ရှိသေးတယ်။နောက်ထပ်ဒါ PSG တိုက်စစ်မှုဘာကိုလာပေါ့လေဒီလိုလူငယ်ကစားမလေးတွေခေါ်မယ်ဆိုပြီးတော့မှသတင်းထွက်နေသေးတယ်။တိုက်စစ်ကိုအားဖြည့်မဖြည့်တာတော့နောက်တာပေါ့နော်။ခံစစ်ကိုကတော့အားဖြည့်မယ်လို့ထင်တယ်။ဘာလို့လဲကွန်ဆာကလေဘောက်ကိုစင်ကိုသူတို့ထုတ်ရောက်ဖို့အခုချိန်ဆိုတော့ဒါဂျာစီတော်ကိုင်လောက်ကိုင်လောက်ပြီးထင်ပါလေ။အဲဆိုကွန်ဆာကိုလည်းဒါလေဘောက်ကိုစင်ကိုထုတ်အောင်ထားတဲ့အတွက်ခံစစ်ကိုကတော့အားဖြည့်မယ်လို့ထင်တယ်။ လက်ရှိသတင်းတွေမှာဆိုရင်ဒါ Crystal Palace နောက်ခံလူ Guy ကိုခေါ်မယ် Guy ကလည်းအနည်းဆုံးတန်း60နဲ့တန်း60ကြာရှိရဆိုတော့ Liverpool ရဲ့ဒီနှစ်နွေရာသီအပြောင်းအရွှေ့အသုံးစီကအဝေးချမ်းပဲကြည့်မယ်ဆိုရင်တန်း100ကျော်လောက်ထိရှိသွားတယ်။တန်း100ကျော်လောက်ထိရှိသွားပြီဖြစ်တဲ့အတွက်တစ်ဖက်မှာ Liverpool ဟာဒီကစားမထုတ်ပြောင်းမှုလိုလာပြီ။နောက်ထပ်ဒီဘယ်လိုပြောမလဲတခြား financial aspect အရာလည်းဒီ Banai ရှူတော့အရာလည်း Liverpool ဟာဒီကစားမထုတ်ပြောင်းမှုလိုနေတဲ့အချက်တွေလည်းတွားပြီးတော့မှတွေ့ရတယ်ပေါ့နော်။ ဟုတ်ကဲ့ပါဒါလစ်ပါပူးအသင်းကတကယ်တော့လူခေါ်ရဲလူခေါ်ရဲအပိုင်းမှာပေါ့လေသူတို့ရဲ့ဒီဒီအောက်သားဒါရိုက်တာတွေဖြစ်တဲ့တာအဲ့တူလေဟွာဟူရွှေချက်ဟူတူဒီဒီပုံကိုတွေကသူတို့ရဲ့ဒီကစားသမားခုံကြမှာတော်တော်လေးစစ်စစ်စီနေဟိုမှာဒီသူတို့ရဲ့ data တွေဒီ analyze အာတီချာလေးလုတ်ပြီးမှခေါ်တယ်လက်ရှိမှာခေါ်ထားတဲ့ကစားသမားတွေကလည်းဒါပြီးခဲ့တဲ့ရာသီမှာသူတို့ရဲ့ဆိုင်ရာကလပ်အသင်းတွေနဲ့တော်တော်လေးဟိုရှင်းစောင့်ပြထားတဲ့ကစားသမားခေါင်းတွေနဲ့ဖြစ်တယ်ဆိုတော့အခုလက်ရှိဒီကစားသမားတွေလည်းရောက်လာတယ်နောက်ထပ် ဒီလီဗာပူးအသင်းအနေနဲ့ဟိုဒါတော့ထိဒါဘယ်လိုပြောစံချိန်နေငွေပေါ်မှာသုံးဆွဲထားတဲ့အပေါ်မှာဟိုဒီကစားသမားအထွက်တင်နေဘယ်လိုအခြေအနေမျိုးရှိပြီလို့ဗျအဓိကဟိုအခုကြည့်ရမယ့်ချက်ကလီဗာပူးကဒီကလော့နောက်ဆုံးရာသီပေါ့ကလော့နောက်ဆုံးရာသီတုန်းကကျတော့အရှုံးပေါ်ထားတဲ့ဟာရှိတယ်ဟုတ်ကဲ့နောက်ထပ်ဒါမဖြစ်မနေထည့်တွေ့ရမယ့်ချက်ကကျတော့ဒီ administrative expense ပေါ့နော်ဒီဘယ်လိုပြောမလဲဝန်ထမ်း30အဲ့ဒီမှာကစားမလာစား30ဒီပါမယ်နောက်ထပ်ဒီအတင်းအုပ်ချုပ်မှုအဖွဲ့30ပါမယ်ဒါပြီးခဲ့တဲ့2024နှစ်ရည်ဒီတော့က ဒါအသေးနဲ့လမ်းခွဲသွားတဲ့ကလော့နဲ့တူတာသူရဲ့နီးပြားဖွဲ့ဝင်ကိုပေးခဲ့ရတာပေါင်9တန်းမှ6တန်းကျော်လောက်ရှိတယ်9တန်းကျော်လောက်တိရှိရပေါ့နော်အဲ့ဒီအတွက်အသုံးစည်တွေအပါဝင်ကြည့်မယ်ဆိုရင်လီဗာပူးရဲ့အသုံးစည်ရတော့နည်းနည်းမြင့်နေတယ်ဟုတ်ကဲ့ဥပမာဒါပရီးမီးယားလိမှာကြည့်မယ်ဆိုရင်ဒီကစားမလစာဗောလေဝန်ထမ်းစဝန်ထမ်းအသုံးစည်အပါဝင်ကစားမလစာအသုံးစည်စုစုပေါင်းကြည့်မယ်ဆိုရင်ကလပ်အသင်းရဲ့လုပ်ငန်းလေပတ်ငွေအားလုံးရဲ့63%ခန့်လောက်တိရှိတယ်ဥပမာ များလာပြီဆိုတော့အာဆင်နယ်တို့တောင်မှမှန်ကြည့်မယ်ဆိုရင်ဒါ90ရာခိုင်နှုန်းကျော်ကျော်လောက်ပဲရှိတယ်။ဂါဇာ3စီအပြင်ဒီကလပ်အသင်းရဲ့လုပ်ငန်းလေပတ်ငွေနဲ့ရှင်းလိုက်မယ်ဆိုရင်ဒီဘောက63ရာခိုင်နှုန်းလောက်ရှိတယ်။နောက်တစ်ခုကျွန်တော်ဟိုအခုတို့ဒါမှဖြစ်နေတဲ့တွေ့ရမှာ2023-24ရာဒီဘဏ္ဍာရေးနှစ်ပေါ့လေ။ဒါမေလ31ရက်နေ့ထိ2024မေလကုန်ထိဒါတွက်ထားတဲ့ဒီဘယ်လိုပြောမလဲဘဏ္ဍာရေးအချက်အလက်တွေရကြည့်မယ်ဆိုရင်လီဗာပူးကအရှုံးပေါ်ထားတယ်။ ဟုတ်ကဲ့ပေါင်58တန်းဒါ pre test เนาะအခွန်မဆောင်ငင်ကိုပေါင်58တန်းအရှုံးပေါ်ထားရှိတယ်အခွန်ဆောင်ပြီးမှအခုကြည့်လိုက်တော့ပေါင်တန်း60ကျော်လောက်ထိအရှုံးပေါ်ထားတယ်ဒါကဘာကြောင့်လဲဆိုတော့2023 24ရာသီကလီဗာပူးကချန်ပီယံလိမကစားရဘူးဒါယူရိုပါလိကစားခဲ့ရတယ်ယူရိုပါလိကစားခဲ့ရတဲ့အတွက် media income ကကြည့်မယ်ဆိုရင်တန်း30လောက်ထိနှင်းတာပေါ့ဗောလေတော့ကျင်တာလီဗာပူးကမိနစ်3ကကစားမတစ်ယောက်မှမခေါ်ထားတဲ့ပဲသူတို့အတွက်ဒီနှစ်ညရာသီမှာကစားမအများကြီး ခေါ်ခွင့်ရှိတယ်ဆိုမဲ့တစ်ဖက်မှာသူတို့ဒါနောက်ဆုံးထုတ်ပြန်ထားတဲ့ဘန်ဒိုင်းအစီအစဉ်ခံစားမှာကျတော့သူအရှုံးပေါ်ထားတယ်အရှုံးပေါ်ထားတာရှိတဲ့အတွက်တိတ်ပြောမှတော့ဟိုဘယ်လိုပြောမလဲသင်တို့ကြမ်းလို့တော့မရသေးဘူးထပ်ပြောမှသူက balance ဖြစ်အောင်အတွက်ကစားမားတွေထုတ်ရောက်မှုလိုသေးတယ်အခုဒါလက်ရှိမှာဆိုရင်ဒါကြားနေရတဲ့တင်ရဆိုဒါဝင်နူနီယက်စ်တို့ဆိုရင်နာပိုလီကိုရောက်မယ်ဆိုတော့သူတို့ထွက်ထားတယ်အဲ့ဒီထက်မှနောက်ထပ်ဒါလူးစ်ဒီယက်ကိုဆိုရင်လည်းဒါဘိုင်မြူနစ်ကိုရောင်းမယ်ဆိုပြီးမှတင်းထွက်တာလေ။ဒါတွေကရူမာထက်ဆိုင်ရင်တကယ်လဲလေဘောဘူးကထုံရောင်းရနိုင်တဲ့အခြေအနေတွေရှိတယ်။ ောက်ထပ်ကိုတို့ဒါမဖြစ်နေထည့်ထွေးရမယ့်ချက်ကလီဗာပူးကပြီးခဲ့တဲ့ဒီယာရီကုံကန်ကြီးတုန်းကသူတို့ရဲ့အဓိကကစားမ၃ယောက်ထဲက၂ယောက်ဖြစ်တဲ့မိုဟာမက်ဆလာရဲ့နောက်ထပ်ဗန်ဒိုက်ရှင်ဒီကစားမတွေကိုလာစာတူပြီးခဲ့တယ်လာစာတူပြီးခဲ့တဲ့အချိန်ဒီမှာဆိုရင်ဒီသူတို့ရဲ့ဝန်ထမ်းစီပါဝင်ကစားမလာစားအသုံးစီကအကူခဏလုံးကပြောထားတယ်63ရာခိုင်နှုန်းထမ်းကပူပြီးတော့တက်လာမှုရှိသေးတယ်။ဘာလို့လဲဆိုတော့ဒီဘဲနစ်အကောင့်မှာဆိုရင်တည်ကြတယ်ဆလာကလည်းဒါတပတ်လာစား၄သိန်းနဲ့တွက်မယ်ဒီတိုင်းပဲ ဟိုစာချုပ်တွေရဖန်တိုက်ကလည်းတပတ်လာတာပေါင်3သိန်းကျော်လောက်ထိတက်လာတယ်ဆိုတော့လာစာ3စီးကပူရောများလာတယ်အဲ့ဒီနောက်ထပ် Florian Bus လို့လာစာမြင့်တဲ့ကစားမတယောက်လည်းရလာပြီနောက်ထပ်ပူပြောမှာအခုဒါထည့်တွေ့ရမယ့်ချက်ကလာမယ့်ဒါရာသီကုန်မှာဒီနှစ်ကုန်ပေါ့လေ2026နွေရာသီဆိုရင်နောက်ခလခုနာတီကစာချုပ်တက်တန်းကုန်တော့မယ်ဟုတ်ကဲ့နောက်ထပ်ဒီကိုယ့်ရဲ့ Academy တွေကကစားမတွေဖြစ်တဲ့ Cardi Jones တို့ Harvey Elias တို့ဒီကစားမတွေကလည်း စာချုပ်တန်းကုန်းတော့မယ်စာချုပ်တိဆွေးနွေးရမယ်ဆိုတဲ့အချိန်ဒီမှာကျတော့ဟိုကခုနတိကိုဆွေးနွေးတဲ့အချိန်ဒီမှာဆိုတော့တည်ကြတယ်လီဗာပူးကဖီးဖီးရူကိုလုံးဝမြင့်တက်မှရမှာလာစားကိုပြီး တိုးပြီးမှရမယ့်အခြေအနေဒီတိုင်းပဲအယ်လီယော့တို့နောက်ကာတီဂျုံးတို့ဆိုရင်လည်းတောင်းခဏလောက်ပဲရလက်ရှိချိန်ပါစေစာချုပ်တေးရသူတို့တင်းကနန်းနီးပါးတိမတိုးပြီးဘူးဆိုတော့တေးကြတဲ့ဒါ9000 8000စသဖြင့်တပတ်လစာအဲ့လောက်တိတိုးပြီးရမယ့်အခြေအနေဖြစ်နေတဲ့အတွက်လီဗာပူးရဲ့လစာအသုံးစိကဒီတိုင်းကပုံပြီးမှဖောင်းပွားလာဖို့ရှိတယ်သူတို့ရဲ့ဒါနောက်ဆုံးထုတ်ပြန်ခဲ့တဲ့အချက်လက်ရဆိုရင်ဝင်ငွေကတော့အများကြီးတိုးလာတယ်ဝင်ငွေရဆိုတာ6000နဲ့33000ပေါင်း633000တိတက်လာတယ်အရင်နှစ်ကတည်းကစာရင်ရာခိုင်နှုန်းအဖြစ်လဲ လုပ်ငန်းဝင်ငွေတိုးတက်မှုတွေရှိလာတယ်နောက်တစ်ခုကကျတော့ဒီ commercial ဘိုင်းတိုးတက်မှုတွေရှိလာတယ် commercial ဘိုင်းဝင်ငွေရဆိုရင်အာ Real တို့နော်ဒါ Manchester United တို့ပြီးရင်ဗောလေဒါဆင့်လေးနေရာလားမသိဘူးအဲ့လိုတိရှိရဆို commercial income ကလည်းအများကြီးတိုးတက်လာသည့်တိုင်အောင် Liverpool က2023 24ရာသီမှာဒီအသင်းရဲ့ လုပ်ငန်းလေပတ်ငွေရအရှုံးပေါ်ထားတာရှိတယ်။ပုံမှန်18တန်းရှုံးပေါ်ထားတာရှိတယ်။နောက်ထပ်စာချုပ်ထပ်ပြီးမှချိုးရမယ့်ကစားမရှိသေးတဲ့အတွက်ဒီကြောင့်ပါလေလေပတ်ကဒီအခုအခုဆိုရင်ဇူလိုင်ပေါ့ဇူလိုင်ဩဂတ်ထဲမှာဆိုရင်ဒီသူ့ရဲ့ကစားမအယောင်စင်းလေးတွေအခုမြင်ရမယ်လို့ထင်နေပြီ။ ဟုတ်ကဲ့ပါဟိုလက်ရှိမှာလက်ပါဘူးအသင်းကအခုပြောတဲ့အထက်မှာလည်းပါတယ်ဒီသူတို့ရဲ့ဒီကိုပေါ်မှာ share ပိုင်းပေါ့လေအဲ့ဒါကြီးကလည်းတိုးတက်လာတယ်လေကျွန်တော်တွေးရတယ်ဒါပေမဲ့အဲတစ်ဖက်မှာလည်းလက်ရှိရှင်းရင်းသွင်းကစားသမားတွေကစာချုပ်ကိစ္စတွေလည်းတချို့နေရာတွေမှာဒီဟိုကကစားသမားတွေကဒါလာတာတူးပေးရမယ်စာချုပ်တွေချုပ်အောင်လည်းခဏရှိတယ်အဲ့ဒီတွေ့လဲဒါပြီးခဲ့တဲ့ဂျပန်ကသတင်းထွက်လာတာကုနာတေးရဲ့စာချုပ်ကိစ္စကဒါတော်တော်လေးကတော့ဆာဖြစ်နေတယ်ဘာလို့ဆိုတော့ကစားသမားဘက်ကလာတာပူယူနေတဲ့အနေအထားမှာသူတို့ဒါညှိရအရန်အခက်ခဲတွေ့နေရတယ်လေကျွန်တော်တွေ့ရတယ်ပေါ့လေအဲနောက်ပြီးတော့ ီပြီးခဲ့တဲ့ဒီလာပိုင်းလာပေါ့ဒီဟိုဟာအတလက်တစ်မှာကျွန်တော်တို့ဒီ PSR နဲ့ဒါ Premier League ကလပ်အသင်းတွေထုတ်လိုက်တဲ့အနေထားမှာဒါအချင်းကြီးကောင်းလားမကောင်းလားဆိုရဲသူဒါခမန်းကြီးပေါ့လေထုတ်လိုက်တဲ့ထက်မှာဒါတော့အသင်းကဒါထိတ်ဆုံးအပိုင်းမှာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့လေဒါပေမဲ့အခုလက်ရှိမှာကဒီလီဗာပူးအသင်းကဒီတိုက်စစ်မှုနေရာလဲခေါ်ရင်းသေးတယ်ခန်းဆက်တနေရာတော့လည်းသူခေါ်ရင်းသေးရဆိုတော့ဒီလိုအနေထားမျိုးတွေလည်းရှိနေရဆိုတော့ဒါလီဗာပူးအသင်းနေတဲ့ဒီ PSR ကိုဘယ်လိုမျိုးနဲ့ဖြည့်ရှင်းဖြည့်ရှင်းနိုင်လဲဖြတ်ကျော်နိုင်လဲဗျာ အဓိကအခုတော့လက်ရှိပြန်ပြီးတော့တွေ့ရမှာတော့ဒီ2023 24ရာသီဒီ2024မေလ31ရက်နေ့ထိတွက်ထားတဲ့ဗန်ဒိုင်းအချက်လက်တွေရတော့သူတို့ရှုံးပေါ်ခဲ့ပြီမြင်ပြီးခဲ့တဲ့ရာသီတော့ကျွန်တော်လီဗာပူးကပရီးမီယာလိချန်ပီယံဖြစ်ထားတယ်နောက်တော့ကျချန်ပီယံလိမှာလည်းသူတို့အဆင့်တစ်ခုထိရောက်ထားတဲ့အတွက်ဟိုဝင်ဝင်ပိုင်းရတော့ဒါအများကြီးသိကြပါတယ်ဒါလီဗာပူးရဲ့ပြီးခဲ့တဲ့ရာသီပေါ့လေပြီးခဲ့တဲ့ဗန်ဒိုင်းရာသီရတာထွက်လာမဲ့ကိန်းကနန်းနေဆိုရင် ေါင်း633သန်းနဲ့မကပူတဲ့လုပ်ငန်းဝန်တွေကိုအခုတော့မြင်ရလိမ့်မယ်။ဒါပေမဲ့တရားတစ်ခုကကျတော့ကစားမိုင်းထုတ်ရောက်မဲ့အခြေအနေကနေပဲသူတို့ကဒီ PSR rule နဲ့ပြန်ပြောမှကိုက်ညီအောင်ကြိုးစားရမယ်လို့အခုထင်တယ်။ဂျန်နယ်ပိုင်းတွေကဒါ commercial ပိုင်းတွေလည်းသူတို့အားရစရာအခြေအနေရှိနေပြီ။နောက်တဲ့2023ရာသီလောက်ကနေစပြောမှသူ Anfield Road ဒီ stadium ဒီဘယ်လိုပြောမလဲပွဲကြီးစင်မဲ့ချမ်းကိုထပ်ပြောမှတိုးချက်လိုက်တယ်။ဟိုဒါ Anfield ရဲ့ win sample တွေက6000တထောင်ရှိပါလားဆိုတော့ match day အင်ကန်ရလဲသူတို့ကလုံလုံလောက်လောက်ရှိလာတယ်ဆိုတော့ဒီကြတဲ့နောက်ထပ် ဒီကစားမထုတ်ရောင်းမဲ့အခြေအနေပေါ့ပုံစံလက်ရှိဆိုရင်ဟိုဘယ်လိုပြောလဲလစာလဲလစာလဲတိုးပေးရမယ့်အခြေအနေမှာရှိဥပမာလူးဝစ်ဒီရဲ့တို့ဆိုရင်စာကြောတက်တန်းတိုးရင်ဒီကြောင့်ပေါ့လစာတိုးပေးရမယ့်အခြေအနေပေါ်တော့ကနေ လီဗာပူးကိုပြောင်းခဲ့တော့ကပြောင်းရွှေ့ခြင်းအပြင်ပေါင်တန်း40ကျော်ဆိုတော့အဲ့ဒီတုန်းကတော့တော်တော်လေးများတဲ့ပမာဏဒါပေမဲ့ကစားမကူရန်ရဲ့ဒီခန်းစားရရှိထားတဲ့လစာပမာဏကြောင့်အရန်ကိုနင်းနေတယ်။ပေါင်ကနားလောက်ပဲဖြစ်နေတဲ့အခြေအနေမှာဖြစ်တဲ့အတွက်လူးဝစ်ဒီယန်နဲ့စာချုပ်တိချုပ်ရင်းနဲ့လီဗာပူးကလစာပူပြီးအောင်မဲ့အခြေအနေဆိုတော့ကစားမတွေထုံရောင်းတဲ့အခြေအနေကနေပဲပြန်ပြီးတော့မှ PSR ဘူးနဲ့ကန့်ညင်လို့ရမယ်အနေအထားမျိုးဖြစ်နေတယ်။ဒီအချက်လက်တွေရ Rumors တွေရ လီဗာပူးကဒီဘယ်လိုပြောလဲရှင်းရင်းဆွဲကစားမတချို့ပေါ့လေအတင်းနဲ့လည်းတိတ်ပေါ်မှာမလိုအပ်တဲ့ဥမာဒေါဝင်နူးညက်စ်လိုကစားမမျိုးတွေနောက်ထပ်ဒီအသက်ရွယ်ပိုင်းအကြပဲရောက်လာတဲ့ဒီအန်ဒီရောဘတ်ဆင်လိုကစားမမျိုးတွေဒီလိုကစားမမျိုးတွေထုံပေါင်းနဲ့အချိန်လေးကနေပေါင်တန်းနေရာလောက်ထိရနိုင်တဲ့အနေအထားမျိုးရှိတယ်ဆိုပြီးတော့မှသတင်းတွေဟောထွက်ထားတယ်အဲ့ဒီထက်မှတိကျတော့လူးစ်ဒီရဲ့တော့ဒါအယောင်ဆင်းပါနိုင်တယ်လို့ထင်တယ်လူးစ်ဒီရဲ့ကိုလက်ရှိလိုက်နေတဲ့အထက်မှာဆိုရင်ဥရောပထိပ်တန်းအသင်းကြီးတွေတော်တော်များများပါတယ်ဆိုတော့လူးစ်ဒီရဲ့လီဗာပူးလီဗာပူးကနေမြန် ထွက်မလားဒါတော့လီဗာပူးအတွက်နည်းနည်းလေးစိန်ခေါ်မှုဆန်ဆန်ဖြစ်မဲ့ထင်ပါတယ်ဘာလို့ဘယ်ချမ်းမှာကကြတော့ဟိုအခုစဂက်ပူလဲကစားနိုင်တယ်နောက်ထပ်ဒါအသစ်ရောက်လာတဲ့ Florian Vas ကလည်းဘယ်ချမ်းကိုပူပြီးမှအာတန်တယ်ဘောနော်ဒါလီဗာလီဗာပူးစင်မှာဆိုရင်ကြည့်မယ်ဆိုရင်ဒီ left channel ထဲမှာကစားရတာ Florian Vas ကပူပြီးမှအဆင်ပြေတဲ့ပုံစံလေးတွေ့ရဆိုတော့ဒီဘယ်ချမ်းတွေကတယောက်ကိုရောင်းမယ်ဆိုရင်ဂက်ပူဒါမှမဟုတ် Louis Diaz ရှိတဲ့နေရာမှာဂက်ပူကတော့ဒီ Anisno နဲ့ပူပြီးမှ chemistry မိတဲ့အတွက် ဒါလူးဝစ်ဒီယက်ကိုတော့အကိုကတော့ရောင်းမယ်လို့တော့ထင်တယ်နောက်ထပ်ဒါဝင်နူးနက်စ်ကိုလည်းနာပိုလီကဆက်သွယ်နေရဆိုတော့ဒီလိုရောင်းချတဲ့နေရာမှာတော့နာပိုလီကိုရောင်းရင်တော့ဈေးကတော့ထင်တယ်တော့ရမှာမဟုတ်ဈေးကထင်တယ်တော့မရတဲ့အပြင်နောက်ထပ် installment ပုံစံလေးနဲ့ထပ်ပြီးမှကန်လန်းလာနိုင်ခြေရှိတဲ့အတွက် Liverpool ကတော့ဒီနာပိုလီကိုရောင်းလာတဲ့စာရင်တခြားသူတို့အတွက်ပုံပြမှဘန်နာရီကအကျိုးများရှိမဲ့အသင်းတွေကို ပြန်ပြီးမှစောင့်ဆိုင်နေမယ်လို့ကကိုကတော့ထင်နေတယ်။ဟုတ်ပါ။တင်ကြတော့ဒါလဘဘူးအသိညာဒါပေးမြားလီကလပ်အသိကြီးတွေမှာတော်တော်လေးဟိုဒီ base key နဲ့ပတ်သက်လာရင်တကယ်ဟိုစစ်စစ်နဲ့ကြည်ကြည်လေးလေးဒါပေးလဲဒါအသိအဖြစ်တော့ဟိုနာမည်ကျော်ရဲပေါ့လေ။အခုကပါတိုင်းနောက်ဆုံးအနေနဲ့မြင်ချင်တာအခုလက်ရှိဒါဟိုပြတိန်စံချိန်နေပြောင်းရွှေ့ခြင်းနဲ့ရောက်လာတဲ့ Florian Bank ရဲ့အနေထားလေးကိုအခုဘယ်လိုမြင်လဲဗျ။ Florian Bank ရဲ့ဒီဘယ်လိုပြောမလဲသူ့ရဲ့လာတဲ့ပုံစံလေးကြီးပေါ့လေ။ဒီဒီဘယ်လိုပြောမလဲ3နှစ်လောက်အတွင်းမှာသူရတိုးတက်လာတဲ့အခြေအနေကြီးမှာဆိုတော့အရန်ဘူအားရဘူကောင်းတယ် ဒါဒဏ်ရာပြဿနာကြောင့်ဒုဒဏ်ရာပြဿနာကြောင့်တနည်းနည်းပါဆယ်လောက်လောက်နားလိုက်ရတယ်အဲ့နားလိုက်ရပြီးတော့မှပြန်ကောင်းလာတဲ့အချိန်ဒီမှာဆိုရင်ဒါ Florian Vaz က Liverpool ဆင်မှာတော်တော်ကြီးကိုပဲအားအသင်းလောက်တဲ့ဂိမ်းကနန်းနေပေါ့လေသူရဲ့ metric တွေကြည့်လိုက်မယ်ဆိုရင်တော်တော်ကြီးကိုအားရဖို့ကောင်းတယ် goal involvement နောက်ထပ်ဒီ assist တွေဒီ twin goal တွေနောက်ထပ်သူရဲ့ dribbling skill တွေနောက်တော့သူရဲ့ပို့ပြီးတော့မှအားသာတဲ့အချက်ကတော့ဒီဂျင်းတဲ့ချက်ထဲမှာဘောလုံးကိုကောင်းကောင်းခင်းပြီးနိုင်တဲ့အချက်ဒီအချက်လက်ကတော့ဒါဘယ်လိုပြောမလဲ reservoir system ပေါ့နော်တစ်ဖက်ကစားမားတွေဖိအားပြီးတော့ကောင်းကောင်းခံနိုင်ရှိတဲ့အတွက်ဒီအရာက premier league နဲ့တော့အသားကျဖို့တော့အလားလာတော့ရှိတယ်ဒါပေမဲ့ arnis လောဘလို့ပုံစံနဲ့သုံးမလဲဆိုတော့ဟို command လို့တော့မရဘူးဘာလို့လဲဆိုတော့အခုတို့မြင်ခဲ့ရတဲ့ liverpool system မြင်ခဲ့ရတဲ့ပုံစံနဲ့ဒီ liverpool ဘူးမှာမြင်ရမယ့်ပုံစံကိုကြတော့နည်းနည်းလေး command ရခက်တယ်လို့အခုကတော့ယူဆတယ်ဘာလို့လဲ liverpool ဟို liverpool liverpool မှာအခုမြင်ရတာကကြတော့ဒီဘယ်ညာတော်မှာတိုက်စစ်တွေရဲ့ အခန်းကဏ္ဍနဲ့ Afrian Fast ရဲ့ပုံစံမျိုးနဲ့ကြောင့်နည်းနည်းလေးကွဲနေတဲ့အတွက်အဲ့ဒါတော့အခု Liverpool ပွဲဒါကြည့်ပြီးမှပဲသူရဲ့အလားအလာကိုတွက်ဆလို့ရမယ်ထင်ပါတယ်။ဒီကြားတစ်ခုကတော့ Liverpool ကပုံပြမအင်အားတောင့်တင်းတဲ့အသင်းတော်ဖြစ်သွားပြီးခက်တာကတော့ ဟိုကစားမရောက်ရောင်းကိုရောင်းအောင်မယ်ဟုတ်ကဲ့စားမရောင်းအောင်မယ်ဆိုတဲ့အချက်ကိုတော့ကိုလုံးဝမဖြစ်မနေဒါထက်အတွက်ရဖို့လုပ်မယ်ထင်နေတယ်ဟုတ်ကဲ့ပါလေပါကူကတော့တေးကြတာတော့ဒါငွေကတော့သုံးပြီးသွားပြီပေါ့ဒါအထွက်ကစားသမားကြီးတုံးကြည်ရမယ်နောက်ပြီးအစ်စ်ခေါ်ထားတဲ့ကစားသမားကြီးကလည်းတော်တော်လေးအားရစရာဘာလို့ကိုကောင်းလေးဒါဟိုနီးပြီးွားဘိုင်းရကြည်မလားကစားသမားကြီးရဲ့အည်သွေးရကြည်မလားတော်တော်စိတ်လို့ရှာဖို့ကောင်းပါလေကာကက်ဆိုရင်ပြီးခဲ့တဲ့ရာသီကဒါဘုံမောက်မှာဒီဟိုအားရစရာကောင်းတဲ့ခြေစွမ်းမျိုးပေါ့နော်ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိမှာဆိုရင်ဘယ်ချမ်းမှာဆိုရင်ဒါခြေစွမ်းပြတဲ့ကစားမိုက်ကြည့်မယ်ဆိုရင်အနော်ရီတို့နော်ဒါဒီကာကက်စ်တို့နော်ဒါဖူဟန်ကဘာလဲရော့ဘင်ဆန်တို့ဘယ်ဒီကစားမိုက်တွေတကယ်ကိုအားကောင်းတဲ့ဒီဘယ်လိုပြောပုံစံတွေပြသခဲ့တယ်အဲ့ထက်မှာကာကက်စ်လည်းပါလာဆိုတော့လီဗာပူးကလက်ရှိမှာဘယ်နောက်ခံကလည်းလုံနေပြီနော်ဒါညာနောက်ခံမှာဆိုလည်းဒါဖရင်ပေါင်းရောက်လာတဲ့အတွက်ဟိုပုံစံလေးကတော့အားရဖို့တော့ကောင်းတယ်ဒါပေမဲ့သင်တို့ဖြစ်မလားမဖြစ်လားဆိုတော့ကိုယ်ပွဲ ြည်မှာပဲဒါပို့လို့မှသိမှာပေါ့နော်ဟုတ်ကဲ့ပါအခုလိုမျိုးဒါပြောင်းရှင်းတဲ့လေပါဘူးသိရပြောင်းရှင်းတဲ့ပတ်သက်ပြီးတော့ဒါပြည့်ပြည့်စုံစုံဖြေကြပြည့်အတွက်ကိုအထူးပဲကျေးဇူးတင်ပါခင်ဗျာဆောကောဟောက်ပြည့်သက်တွေလည်းကျင်းအားမယ်လို့ထင်ပါတယ်ခင်ဗျာနောက်အစီအစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ